ဒါနဲ့တွင်သတင်းချင်းစီစဉ်ကနေကြိုဆိုပါရစေ။စစ်ကောင်စီ lobby နေပြီးတော့ Telegram channel ကတော့သတင်းမတစ်ခုအတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါဗျ။အဲ့တော့ချင်းပြည်နယ်တွန်းဆန်မြို့နယ်နာဆန်ကြီးရွာမှာချင်းတပ်လိုက်တပ်တွေရဲ့ visual ဖြည့်ဆည်းမှုကြောင့်ပြည်သူနေအိမ်အလုံးနီးပါးပြီးတော့ပျက်စီးသွားတယ်ဆိုပြီးတော့အရေးသာဖြန့်ချိနေရပါဗျ။အဲ့ပိုဆက်ပြတဲ့မှုက like 80 comment 10ခုနဲ့ view 4800ကျော်ရှိရအောင်တွေ့ရပါဗျ။အကြောင်းအရာ CCG ရဲ့ခါမှာတော့လွဲမှားနေပါဗျ။ ရှင်းမီဒေတာတွေအခြေစိုက်သတင်းဌာနတွေမှာနာဆန်ကြေးရွာကိုဇိုမီတော်လန်ကြီးတက်မတော်ဇက်အာကြီးအဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ရွာလုံးကျွနီးပါမီးလောင်ပြကြခဲ့ရဆိုပြီးတော့ဖော်ပြခဲ့တာပါအဲ့ဒါကိုစစ်ကောင်စီလော်ဘီတွေကချင်းတော်လန်ကြီးတက်တွေကပဲမီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်းနဲ့ချင်းထက်ဖြန့်ချိနေတာပါပဲနေပြီးတော့ channel ဖော်ပြချက်ကို fact check ရကြည့်မယ်ဆိုရင်တော့ပြုပစ္စည်းမှာတင်ဆက်ချက်ဖြစ်နေတာကိုတွေ့ရပါတယ်။ဇင်းလာချင်းလာခွဲခြားသိမြင်ပြည်သူလူထုရဲ့လုံးချင်းထဲခံနေပေးမှကင်းဝေးပျော်ရွှင်နိုင်ကြပါစေ။ はい。はい